အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်။ America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်။ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့မနေ့ကကြာသပတေးနေ့ March 23 2025မှာပါလက်စတိုင်းကျောင်းသားကို ICE အဖွဲ့ကဖမ်းသွားလို့ New York City ကသမ္မတ Trump ပိုင်တဲ့ Trump Tower ရဲကိုဝင်ရောက်ဆန္ဒပြကြရာမှာ ဘိုင်နက်ကျူးလွန်မှုတရားမဝင်ဆန္ဒပြမှုများနဲ့နယူးယောက်ရဲအဖွဲ့ကဆန္ဒပြသူအယောက်၁၀၀နီးပါးကိုဖမ်းဆီးတိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။သတင်းအပြည့်စုံကတော့ NBC News ကမတ်လ၃၂025နေ့လယ်မှာထုတ်ပြန်သွားတာကတော့ပြီးခဲ့တဲ့စနေနေ့မတ်လ၈ရက်2025မှာကိုလံဘီယာတက္ကသိုလ်ကနေပြီးတော့ကွန်ပျူတာတိပ်ပံနဲ့ဘွဲရပြီးသားဖြစ်တဲ့ပါလက်စတိုင်းနိုင်ငံသားမာမုတ်ခါလီကို ICE အဖွဲ့ကပြီးခဲ့တဲ့စနေနေ့မှာ Hamas တပုံတွေနဲ့ဆက်သွယ်ပတ်သက်နေပြီးဥဆောင်သူတယောက်အဖြစ် တွေ့ရှိလို့ဖမ်းဆီးလိုက်ပြီးတော့အမေရိကကနေပြည်내ဒဏ်ပေးရန်ထိမ့်သိမ်းရေးစခန်းမှာထိမ့်သိမ်းထားလိုက်တဲ့အပေါ်မကျေနပ်ကြတဲ့မွတ်စလင်အဖွဲ့တွေရဲ့ဂျူးလူမျိုးတွေနဲ့ပါလက်စတိုင်းလူမျိုးများကဥဆောင်ပြီးတော့မနေ့ကမတ်လ17 2025မှာနယူးယောက်ပြည်နယ်မန်ဟက်တန်မြို့ကအလယ်မှာရှိတဲ့ Trump သမရ Trump ပိုင်ဆိုင်တဲ့ Trump Tower အထက်ကိုဝင်ရောက်လာကြပြီးဆန္ဒပြကြပါတယ်။အဲ့ဒီလိုဆန္ဒပြကြရမှာရဲအဖွဲ့ကဝင်ရောက်ဖမ်းဆီးလို့လူအယောက်တရာနီးပါးဖမ်းဆီးခံခဲ့ရပြီးတော့ဆန္ဒပြသူတွေကင်ဆောင်ထားတဲ့စိုင်းပုတ်တွေမှာရေးသားထားတာတွေကတော့မင်းတို့ချရမှာကနာစီတွေ၊ကျောင်းသားတွေမဟုတ်ဘူး။မာမုတ်ကိုလွတ်၊ပါလက်စတိုင်းကိုလွတ်၊ငါတို့လှုပ်ရှားမှုကိုမင်းတို့ရပ်တန့်လို့မရဘူးစသဖြင့်ရေးသားထားတာတွေတွေ့ရှိရပါတယ်။ Jewish Voice for Peace လို့အမည်ပေးထားတဲ့ဂျူးလူမျိုးတွေဥဆောင်တဲ့အဖွဲ့အစည်းဟာအထက်ပေါ်ပြပါဆိုင်းဘုတ်တွေဆွဲကင်ပြီးတော့ Trump Tower အတွင်းကအေကမ်းမှာထိုင်နေကြပြီးအော်ဟစ်ကြွေးကြော်ဆန္ဒတွေပြကြပါတယ်။အများစုကတော့မာမုတ်ကိုလွတ်ပေးဖို့တောင်းဆိုနေတဲ့တွေကြားရပါတယ်။အဲ့ဒီဆန္ဒပြသူတွေဟာ မနေ့မနေ့က7နာရီခွဲလောက်မှာအုပ်စုနှစ်စုအဖြစ် Trump Tower ကို ရောက်ရှိလာကြပြီးတချို့ဟာ Tower ရဲ့ အရှိအပေါက်ကဝင်ပြီးတချို့တွေဟာတာဝါရဲ့ဘေးအပေါက်ကနေဝင်ရောက်လာခဲ့ကြပါတယ်သူတို့တွေဟာစာနာပြတဲ့ဝစ်စာနာပြရင်ဝစ်တဲ့အင်းကြီးဥပ္ပစာရရဲ့အပေါ်မှာတာမန်အင်းကြီးတွေဝစ်စင်ထားကြတာမို့စာနာပြမဲ့သူတွေမှမတိလိုက်ကြဘူးလို့ထရမ့်တာဝါရဲ့လုံခြုံရေးယူထားတဲ့ရဲအဖွဲ့ကပြောပါတယ် အဲ့ဒီနောက်တော့ထာဝရအထဲကိုရောက်မှသူတို့အပေါ်အင်းကြီးတွေချွတ်လိုက်ကြပြီးကြီရှက်အနေရောင်တွေအလုံးဝစ်စင်ထားတာတွေ့ရပြီးကြီရှက်တွေရဲ့အပေါ်မှာတော့အစ္စရေးကိုလက်နက်အကူအညီပေးတာတွေကိုရှက်ဖို့မတို့နာမည်မဟုတ်ဘူးဆိုတော့စာတန်းတွေပါတဲ့အင်းကြီးတွေဝစ်စင်ထားပြီးတော့ဆန္ဒပြသူတွေရဲ့ခေါင်းဆောင်တို့ယူဆရတဲ့အမျိုးသမီးဆွန်ညာမေယာဆန်က NPC တရင်တော့ကိုအဲ့ဒီမှာပြောသွားတာကတော့သူတို့တွေအလုံးအယောက်300လောက်ဒီနေ့လာကြတယ်လို့ပြောပါတယ် ပြီးတော့သူမကဆက်ပြီးပြောတာကတော့သူမရဲ့အဖွားဟာပြည်ရင်းစစ်ပွဲတွေမှာမောင်နှမဝန်ခွဲတွေဆုံးရှုံးခဲ့ရပါတယ်ဒီလိုစာတိုလေးတွေနဲ့သူတို့တွေကြီးမြင့်လာကြရပြီးတော့အာနာရှင်တွေဟာညဘက်တွေမှာ အိမ်တွေမှာလိုက်ဖမ်းတာအိုးအိမ်တွေကိုကျမတို့စွန့်ခွာပြီးထွက်ပြေးခဲ့ကြရပါတယ်အဲ့ဒါကြောင့်ဒီဆန္ဒဖော်ထုတ်ရတာလောက်ရတာဖြစ်ပြီးဒီလိုမှမလုပ်ရင်မနှက်ဖြစ်ဆိုတာကျမတို့မှာရှိလာနိုင်မှာမဟုတ်ဘူးလို့သူမကပြောပါတယ် အဲ့ဒီလိုနဲ့ဆန္ဒပြသူတွေဟာဆိုင်းဘုတ်တီကိုကင်ဆောင်ထားပြီးတော့တမရဒေါ်နယ်ထရမ့်စီးတဲ့ချွေယုံဆက်လီကဘေးတစ်ဖက်စီမှာကင်ဆောင်ပြီးဆန္ဒပြနေကြစဉ်ပလိတ်အဖွဲ့တွေရောက်ရှိလာပါတော့တယ်။ပိုင်နဲ့ကျူးလွန်မှုအစိုးရအုပ်ချုပ်ရေးကိုဆက်ကျင်မှုတာဝန်ရှိသူတွေကဖမ်းဆီးတာကိုလွန်ဆန်မှုတွေစသဖြင့်လူ68ဦးကိုဖမ်းဆီးခဲ့ခဲ့ရကြောင်းရဲအဖွဲ့ကထုတ်ပြန်သွားပါတယ်။ကြိတ်ကြိတ်တန်ရာရရှိမှုတွေတော့မရှိဘူးလို့သိရပါတယ်။ ဲ့ဒီလိုအဖမ်းခံရသူတဲ့သူတွေကိုရဲအဖွဲ့ကပလတ်စတစ်အပတ်ကြိုးများဖြင့်လက်ထိတ်ခတ်ပြီးတော့ပလိတ်ကားတွေခီးရဲတယ်မပါတဲ့နယူးယောက်ရဲ့ဘတ်ကားတွေနဲ့ရဲစခန်းအချုပ်ခန်းတွေစီကိုခေါ်ယူသွားကြပါတယ်။လမ်းပေးတစ်ချက်စီမှာတော့အဲ့ဒီဆန္ဒပြသူတွေကိုအားပေးနေကြတဲ့ပရိသတ်တချို့ရှိနေသလိုဆန္ဒပြသူတွေကြောင့်လမ်းပိတ်ဆို့မှုတွေဖြစ်ရပြီးစိတ်ပြက်လက်ပြက်ဖြစ်နေသူတွေကိုလည်းတွေ့မြင်ရပါတယ်။ Jewish အဖွဲ့ကလည်း Trump အစိုးရအနေနဲ့ ICE ကဖမ်းဆီးသွားတဲ့ခါလစ်ကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုထားပါတယ်။အသက်30အရွယ်ပါလက်စတိုင်းနိုင်ငံသားကိုလံဘီယာတက္ကသိုလ်ဖွဲ့ရခါလစ်ဆိုသူဟာ student visa ကနေပြီးတော့ green card လို့ခေါ်တဲ့အမြဲတမ်းအမေရိကမှာနေထိုင်ခွင့်ရရှိထားသူဖြစ်ပြီး Israel နဲ့ Palestine စစ်ပွဲတွေကိစ္စမှာသူ့နိုင်ငံ Palestine ကနေပြီးတော့ Hamas terrorist တပုံအဖွဲ့တွေနဲ့ဆက်သွယ်ပြီးတော့ခေါင်းဆောင်နေရာ ရယူထားပြီးလှုပ်ရှားမှုတွေပြုလုပ်နေတာကြောင့် ICE အဖွဲ့ကသူ့ရဲ့ visa ကိုရုတ်သိမ်းလိုက်ပြီးတော့ပြည်내ဒံပြည်ရန်ဖန်စီကလူဗီဇီယားနာပြည်내မှာရှိတဲ့ထိမ့်သိမ်းရေးအချင်းထောင်ကိုပို့လိုက်ပြီးဖြစ်ပါတယ်။ခါလီဟာအမေရိကန်နိုင်ငံသူ အမျိုးသမီးကို လက်ထပ်ထားပြီးအဲ့ဒီအမျိုးသမီးဟာအခုကိုဝင်ရှိလရှစ်လရှိနေပြီး သူ့ကိုဖန်စီတဲ့အချိန်မှာ ဝင်ရောက်တားဆီးခဲ့ရာ ICE အဖွဲ့ကကို့ ပါမန်ကိုအခန်းကိုကိုပြန်ဒါမှမဟုတ်ရင်မြေမှာဖမ်းခံရမယ်လို့ပြောသွားကြောင်းသူ့အမျိုးသားကိုဖမ်းဆီးတဲ့အခါမှာဖမ်းဝရမ်းမပါဘဲဖမ်းသွားတာလည်းဖြစ်ကြောင်းကလေးမွေးပြီးပထမဆုံးကလေးလေးကို အတူလင်မယားနှစ်ယောက်အတူ ရေမိုးချိုးတန့်ရှင်ပြီးတော့နေထိုင်သွားရမယ်အစားအခုသူ့ယောက်ျားကိုအဲ့ဒီထိန်းသိမ်းရေးအကျဉ်းစခန်းကနေဘယ်တော့မှသူမစီ ဖုန်းဆက်လာမလဲဆိုတာကိုထိုင်ဆောင်နေရကြောင်းသတင်းဌာနတွေကို သူကပြောသွားပါတယ် ဒေါ်လော့ဆယ်မှာတော့ဗဟိုတရားရုံးကခါလစ်ရဲ့ပြည်နယ်ဒဏ်ပေးမဲ့ကိစ္စကိုခဏဆိုင်းငံ့ထားပြီးတော့ဆက်လက်ဆောင်ရွက်မှုတွေပြုလုပ်နေကြောင်းအမေရိကရဲ့ပြည်တွင်းတုံ့ပြန်ရေးအဖွဲ့ကထုတ်ပြန်ထားတာကတော့သူတို့ဟာ ICE အဖွဲ့နဲ့ပူးပေါင်းပြီးခိုးဝင်ကျူးကျော်သူတွေရောအမေရိကကနေသတ်မှတ်ထားတဲ့အကြမ်းဖက်အဖွဲ့အစည်းတွေ terrorist တွေနဲ့ပတ်သက်ဆက်နွယ်နေတာကြောင့်အဲ့ဒီအပြင် terrorist အဖွဲ့ဖြစ်တဲ့ Hamas အဖွဲ့ကို ခါလိခာအမေရိကမှာနေထိုင်ပြီးတော့ခေါင်းဆောင်လုပ်နေတာတွေတွေ့ရှိရလို့အခုလိုပြည်내တန်းပေးရန်ဖန်ဆီးရကြောင်းထုတ်ပြန်သွားပါတယ်။မနေ့ကဂျာဇာပရီနေ့မတ်လ13မှာတော့နယူးယောက်မှာရှိတဲ့အမေရိကန်ရောက်အစ္စလမ်ဘာသာရေးအဖွဲ့ကသူတို့ရဲ့လူမျိုးခါလိရဲ့ကျောင်းသားကိုရေးကိုတာအချက်အလက်များကိုကိုလံပီယာတက္ကသိုလ်ထံမှတောင်းခံရာတက္ကသိုလ်အနေနဲ့ ចောင်းသူចောင်းသားတွေရဲ့ကိုရေးမှတ်တမ်းများကိုအစိုးရမဟုတ်တဲ့အဖွဲ့များကိုမပေးရဟုမူရှိထားတာကြောင့်ထုတ်မပေးခဲ့ပါဘူးအဲ့တော့ကြောင့်လေကိုလံဘီယာတက်ကတိုကိုအဲ့ဒီအစ္စလမ်အဖွဲ့ကတရားဆွဲဆိုခဲ့ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာသတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permis USA News YouTube channel လေးကိုကြိုက်နှစ်သက်ခဲ့ရင် like and subscribe Lo Bi So please take care of yourself and each other. Bye bye.